စနေသားသမီးမိတ်ဆွေတွေအတွက်2025ခုနှစ်ဧပြီလအတွက်ဟောရမယ်ဆိုရင်တော့ဖြစ်စနေတွေဟာကံကိုနှစ်ပိုင်းခွဲပြောပါရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲကျွန်တော်နှစ်စန်းတရက်နေ့ရောက်ပြီဆိုရင်စနေတွေဟာအထွန်းအိမ်ကိုလာတီမဲ့ဗမာတက်ခရစ်တခုရဲ့အပြောင်းလဲရှင်းချက်ဖြစ်တဲ့အတွက်ကြောင့်မလို့တော့စနေတွေဟာအကြံပေးဆရာကဥစွာပြောပြပေးပါမယ်။စနေတွေဟာအဲ အပိုင်ကဏ္ဍရပြောရမယ်ဆိုရင်စနေမိတ်ဆွေများအနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာကြီးဟာနှစ်ရဲ့အလရဲ့အစာမှာတော့နေငယ်ညံတာမျိုးလေးတွေစနေတွေဟာဘာဖြစ်ဖြစ်ဖြစ်နိုင်လို့ရှိရင်တော့အဲ April လာအနှစ်ဆန်းတရက်နေ့ကြော်မရောက်မီကာလာတော့ဒီမှာနည်းနည်းလေးကံကိုအညံ့ပတ်လို့ထားလိုက်ဟောကြော်သွားရင်အကောင်းပတ်လို့ထားလိုက်အဲ့တော့စနေသားသမီးတွေဟာတဝက်ညံ့ပြီးတဝက် ကောင်းသွားမယ်ကာလတနည်းအားဖြင့်ပြောရရင်ယင်းစ်သူဟာချက်ချင်းမတက်အသက်ရှူလို့ရလာမယ်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့တော့စနေဒီဟာဒီလဟာကံရဲ့အချင်းချင်းအပြောင်းလဲပြစ်မှုဟာမြန်ဆန်လွန်းတဲ့ကာလဖြစ်ပါတယ်ခင်ဗျာထို့အတူကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဆရာကောင်းသမားကောင်းတွေရဲ့အကူအညီဆောင်မမှုကိုရရှိတတ်သောကာလဖြစ်တယ်ခရီးသွားကိစ္စတွေခရီးထွက်လို့တဲ့မိတ်ဆွေများလည်းရှေ့လို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်တယ်ဒါအပြင်စနေတားသမီးမိတ်ဆွေတွေနေနဲ့အထူးသဖြင့်ဘာကိုဖြစ်ဖြစ်အစမှာတော့အနှဲငယ်လေးခက်ခဲရတတ်တယ်ခက်ခဲနိုင်တယ်သို့တော့ ပြေးကြပါတယ်ဆရာတို့ဟိုဒီတကူးကြော်ရင်အထုပြော်ရမယ်တဲ့မှာစနေရလဲအပါပေါ့သို့တော့ဟိုအယူမြော်တယ်လို့မမြော်ရလေအောင်ဆိုတော့စနေသားမိတ်ဆွေတွေနေဒီလာတာတော့တဲ့မှာဆိုစကားပြောစုံနဲ့ပတ်သက်ရင်တန်တဲ့တတိထားစင်ညာလိုအပ်ပါတယ်မလိုအပ်ဖဲနဲ့မိမိဖြစ်လို့တဲ့ကိစ္စရီမန်းကြမျော်လင့်ကြဖြစ်ပေါ်နေသောကိစ္စတွေကိုတတိထားစင်ညာပေးရလိုအပ်ပါတယ်ခင်ဗျဒါအပြင်စနေသားမိတ်ဆွေတွေကကျမ်းမာရင်းနဲ့ပတ်သက်လာရင်အဲ စကားပြောမတတ်တာလေးတွေကြောင့်စေတနာဝေဒနာလေးတွေဖြစ်အပ်တတ်တယ်လို့စနေသားသမီးမိတ်ဆွေတွေအနေနဲ့တပည့်လက်သားလက်အောင်ငယ်သားတွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စတိုင်ပင်တဲ့အခါမှာကိုကဒေါသနဲ့ပြောမိတာမျိုးဒေါသလေးနဲ့ဆနာလိုပေါ့ဆုံးဖြတ်မိတာမျိုးကိုကတော့ရိုးရိုးပြောပေမဲ့တစ်ဖက်လူပေါ်မှာနားထဲမှာကန့်လန့်ဝင်သွားတာမျိုးလေးတွေကြောင့်တော့ပြဿနာကတော့ကစားလေးတွေပေါ်လာရတတ်ပါတယ်အထူးသဖြင့်ယာဒူးလုပ်ငန်းကိုင်ငံယာဒူးတိုးဖို့တတ်ဖို့ထပ်စားလို့ရှိရင်အဲချင်းချက်ကဒီလိုဖြစ်နေရဗျအဲ ดีนี่ว่าใบมาล้านนี้ล้าว่าใบมามาดูหน่อยมูล้า နှစ်ကုန်ပြီလို့တကူးကြော်ရင်လည်းတိုးပြီဖြစ်တော့ဆိုတော့ကံကဘယ်လိုဟောရမလဲနှစ်ပိုင်းနှစ်ဆဖြစ်နေတဲ့အတွက်စနေဒီဟာဘာဖြစ်ဖြစ်စရာရှုံပြောလိုက်ပါမယ်1389နှစ်စန်းတရက်နေ့ရောက်မှသာမိတ်ဆွေတို့ရဲ့အကြီးတီးသောကိစ္စတွေကိုလှုပ်ဆောင်စတင်တာမျိုးတွေရာပို့ပြီးကံရဲ့အာသာမှုတွေတိုးတက်မှုတွေရရှိနိုင်သောလဖြစ်ပါတယ်။ OA Champion မြေယာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုရင်တော့တတိထားစင်ရင်လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။မြေယာလုပ်ငန်း OA Champion ကိုအမိခံပြီးစောက်တာမျိုးတွေ တတိကားစင်တွေမှာအမှုကိစ္စယုံကလနာကိစ္စလေးတွေမှာအမွေကိစ္စလေးတွေမှာအရှုံအောင်ကိစ္စအရှုံရှင်းကိစ္စလေးတွေကိုလည်းဆွနာလို့ပေါ့ဒီအဲနှစ် 1389ရောက်မှသာစတင်ပြီးတော့အကောင့်တွေပေါ်ရင်အသာပြီးကောင်းမွန်တော့လာဖြစ်ပါတယ်လူငယ်တွေရှိရင်မှဆိုရင်တော့တမီးစားရေးမှဆိုရင်တော့အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်ပြန်လဲစုံစည်းရတတ်တယ်ချစ်သူမရှိသူတွေရည်စားမရှိသူတွေအဲချစ်သူလဲရအိမ်အောင်လဲကြဖြစ်တတ်တယ်တို့ရတွင်အိမ်အောင်ကြရင်တော့တမီးစားရေးမှတိုင်းမင်းမင်းမှာတုံးနေတူတယောက်နဲ့တယောက်ပြဿနာတိုက်ခတ်ကြီးတွေပေါ်လာရတာမျိုးတွေ အဲ့အိမ်အောင်ပြရတဲ့အတွက်အိမ်အောင်ပြရတဲ့အတွက်စိစက်ရတဲ့အတွက်ဆွမ်းနာလို့အဆရှိတဲ့ကိစ္စလေးတွေပြောဆိုရတဲ့အတွက်ဆိုလို့ရှိရင်တော့နည်းနည်းလေးအကြံ့အကြာအထင်ပေါ်လေးတွေဂျုံရတာမျိုးလေးဂျုံရတက်တော့လာဖြစ်တဲ့အတွက်ကြောင့်ဒီလတာတော့ဒီမှာဆိုလို့ရှိရင်အိမ်အောင်ပြရန်ကိစ္စတိုင်းမြန်ကိစ္စလေးတွေမှာတော့တတိထားဆင်ကျင်ရလိုအပ်တော့လာဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲဆွမ်းနာလို့ပေါ့ဘာကိုလှုပ်လို့ဆွမ်းနာလို့ပေါ့ဂျိုတင်တိုင်းမြန်ထားတာမျိုးမလှုပ်ဘဲနဲ့အဲပြောဆိုမှာ ပို့ပြီးတော့တတိထားဆွနာလို့ပေါ့ကျူတင်ပြင်ဆင်ပြောဆိုတဲ့လုပ်ငန်းလေးတွေမှာဆိုရင်တော့ကျူတင်မပြင်ဆင်တဲ့အိမ်အောင်ရေးကိစ္စအရှိရေးကိစ္စဒီလိုကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့ကျူတင်ပြင်ဆင်ထားမှုဟာအကံကိုညံ့ပြီးတော့ဟိုဟာဖြစ်တတ်တယ်မထင်မှတ်ဘဲနဲ့မှစိတ်ထဲမှာထင်ရကိစ္စလေးတွေကိုလှုပ်ဆောင်မှတာအာတာမယ်ကောင်းမှုမယ်တူတက်မယ်ကာလဖြစ်တယ်အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ဆွနာလို့ပေါ့ဟို အတိုက်ခိုက်အပြိုင်ဆိုင်လေးတွေပေါ်လာတတ်တယ်လုပ်ငန်းသူကလုပ်သူတွေနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်စကားများရတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်လေးတွေမကောင်းတဲ့အတက်ပညာအတိုက်ခိုက်လေးတွေပြူစားတိုက်ခိုက်တာမျိုးတွေဂျုံကတတ်တဲ့အတွက်တော့တတိထားစင်ကျင်ရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီ OA Champion စောက်တာမျိုးတွေအားနေပါတယ်ရောင်းနာဝယ်တာစောက်တာမျိုးတွေနဲ့ပတ်သက်တတိထားစင်ကျင်ရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီဂျမ်းမာရင်နဲ့ပတ်သက်လာရင်တော့အသက်ရှူကြတာမျိုးနှလုံးနဲ့ပတ်သက်ပြီးမဝရတာမျိုးတွေဂျုံကတတ်တော့ကာလာဖြစ်တယ် ဒီလာတာတော့တွေ့မှာဆိုရင်တော့စနေသားမိတ်ဆွေများအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးညံ့ပါတယ်တူနဲ့တူတယောက်နဲ့တယောက်နည်းနည်းရှင်းဆိုင်ကိုပြဿနာထပ်တတ်တာလို့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဲဆနာလို့ပေါ့ စကားမြန်ပဋိပက္ခဖြစ်ရတာမျိုးလေးတွေအိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါအဲစနေဒီဟာကိုကဖြစ်စင်တာဒါဖြစ်နေတာဒါဆိုတာမျိုးလေးတွေနည်းနည်းလေးဟိုကြုံရတတ်တယ်လက်ရှိမှာစနေဒီဟာနှစ်အကုန်ပိုင်းလည်းဖြစ်တဲ့အတွက်ခမဲလို့တတ်တယ်ခမဲလို့ရဆိုတာစိတ်တွေမကြည်မလင်ဖြစ်ရတာမျိုးအလိုလိုနေတောသားတွေထွက်ရတာမျိုးစိတ်တွေကစင်ကလေးရဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဗဇက်ကနေဖရတရားမြမြပို့လုတ်ပေးဖို့လိုအပ်ကြောင်းနဲ့အာနမိတ်ဆောင်သောစကားတွေကိုမပြောဆိုဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလက်တာအတော်တွေမှာဆိုရင်ငွေကြီးကိစ္စတွေရှိလို့ဆောင်ရပြောဆိုပါကောင်းပါတယ်ခီ ီးကားကိစ္စလေးတွေကောင်းပါတယ်ထို့အပြင်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှိလို့ဆိုတော့လှုပ်ဆောင်မှာခရီးကားကိစ္စတွေအသွေးသားဆိုင်ရာကိစ္စတွေအလှပကြီးရာကိစ္စလေးတွေမှာအဆရာနီနီလောက်တော့ရှင်းပါဘောနော်ပြင်လို့ရှိရင်အမှုပညာဆိုင်ရာလုပ်ငန်းတွေပကြီးပဘူးပြည်ရင်ပြည်ရာစံကြံတရုပ်ဆောင်အစုအကအရေးတီသူခုမဆိုင်ရာလုပ်ငန်းတွေရှိလို့ဆိုတော့လှုပ်ဆောင်လို့ကောင်းတယ်အများကိုဥဆောင်သောလုပ်ငန်းတွေအကျိုးပေးတဲ့ distribution နဲ့ marketing နဲ့ဟုတ်လားနီအန်ဝမ်နဲ့စေးတွေဟာဆရာဟုတ်လား ကုန်ဖောက်တုတ်လိုက်လို့ရတယ်ဆရာလည်းအဲ့လိုကြွမ်းပါတယ်နော် SCCI တို့အဲဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဆွနာလို့ပေါ့အဖွဲ့အစည်းအတင်းဖွဲ့တင်းမောနဲ့လုပ်တဲ့လုပ်ငန်းလေးတွေမှာအကျိုးပေးအောင်မြင်ပြီးတော့တိုးတက်နိုင်သောကာလအများရဲ့လုပ်ငန်းကိုဥဆောင်နိုင်သောကာလဥဆောင်ရန်အတွက်အကျိုးပြုသောကာလဖြစ်တယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်တယ်ရွှေဝင်တတ်တယ်ယင်ဝင်တတ်တယ်ငွေဝင်တတ်တယ်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သလိုလူလည်းဝင်တတ်ပါတယ်ခင်ဗျဟောကိုဝင်ဆောင်လာတယ်ရတယ်ခင်ဗျ လူလဲဝင်တတ်ပါတယ်တကယ်လို့မှမိတ်ဆွေအနေနဲ့အဲထို့အပြင်မိတ်ဆွေတို့အနေနဲ့စနေသားသမီးမိတ်ဆွေတွေကဒီလတာအတော်တွေမှာဆိုရင်တော့ငလင်းလောက်တာဟုတ်ပါဟုတ်ပါဆရာတော်လန့်သွားဆရာစိတ်တွေမှာထွန်းမှာဝင်တယ်ဆိုတော့ကောင်းပြီဒီလတာအတော်တွေမှာစနေသားသမီးမိတ်ဆွေတွေအနေနဲ့ဘာကိုဖြစ်ဖြစ် အရင်စပစ်စီနဲ့ပတ်သက်တာလေးတွေမှာလည်းအကျိုးပေးတယ်အားသာစီတယ်ရှင်မျိုးသားချင်းမိတ်ဆွေတွေရဲ့အကူအညီထောက်ကူတွေအကြံဉာဏ်တွေကိုများစွာရရှိတတ်သောကာလဖြစ်တယ်ထို့တူအဲစီဝါလုပ်ငန်းတွေစက်တူလုပ်ငန်းတွေအမိနာမခံလို့ရတဲ့အလုပ်လေးတွေမှာဆိုလို့ရှိရင်တော့တကူးကြော်မှာစတင်ဖို့ ਨੇ အရာရာကိုခြုံငုံပြောရရင်တော့တကူးကြော်မှာပဲစတင်ပြီးတော့လုပ်ရင်ပုံမှုပြီးတော့တိုးတက်နိုင်ကြောင်း ਨੇ ဖြစ်နိုင်ရင်တီးခံထားကြောင်းလူကကြောင်းဆရာကထက်လောက် အကြံပေးပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့နည်းဒီလာတာတို့ဒီမှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းအဲငွေဝင်တတ်တယ်အဲငွေကြီးလုံးကနေရင်းကနေဝင်လာတာမျိုးတွေလက်လွန်ထားသောငွေကြီးတွေကိုတောင်းတာမျိုးတွေဒီမှာဥဆောင်ပြီးတော့ရဲဝင်တောင်းဆိုပါကောက်ပါတယ်ဝေးကွာနေတော့တမိစားတွေအရှိရေးမှာပြန်လဲစုံစည်းရတာမျိုးအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးပျောက်တော့သူချာနေတွေ့မဲ့ကာလဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေအဲစနေသားသမီးမိတ်ဆွေတွေကဒီလာတာတို့ဒီမှာဆိုရင်တော့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုလုပ်တဲ့အခါမှာတဦးတည်းတယောက်တည်းလှုပ်ဆောင်တာအားတာပါတယ်စက်တူလုပ်ငန်းတွေစားတောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်တော့တတိတာပါသူများကြွေးတာတွေမစားပါနဲ့စုံတိုက်တာမျိုးနတ်တိုက်တာမျိုးဓာတ်တွေမျိုးအတိုက်ခိုက်လေးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့နေဒီလတာတော့ဒီမှာတတိတာစီနေရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ဒါပြင်စနေသားသမီးမိတ်ဆွေတွေကဒီတလတာတော်တွေမှာဆိုရင်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါတနင်္လာသားသမီးကြာစာပရိသားသမီးတွေနဲ့တွက်ဖက်လို့ရင်ကံရဲ့တူးတက်မှုကိုရရှိနိုင်ပါတယ်အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဝါရောင်တို့အသားရောင်တို့ဝတ်သွားရင်မိုးပြရောင်တို့ဝတ်သွားရင်ကံကိုတူးတက်ကောင်းမှုပြီးတော့အစင်ပြေးနိုင်ပါတယ်ခင်ဗျာဒါအပြင်အရေးကြီးသောကိစ္စတွေကိုလှုပ်တဲ့အခါမှာအရှိစုစုရက်ဟာကံကောင်းစီပြီးတော့အဲ ဆန္ဒလိုပဲမြောက်အရက်ဟာစန်းတရာအရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အဲမိမိတို့ရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအိုးအိမ်ရှာမီမီယာထိုင်ရဲ့အတွင်းရေးကိစ္စလေးတွေမှာဆိုရင်တော့အဲဖြစ်နိုင်လို့ရှိရင်တဦးနဲ့တူတယောက်နဲ့တယောက်ဒေါသဒေါသကိုရှည်တန်းတင်ပြီးဆုံးဖြတ်တာမျိုးလေးတွေကကံရဲ့အာနိုင်မှုကိုရရှိတတ်တယ်လို့ဒီလတာတော့ဒီမှာစနေတွေကသဘင်ညက်တာမျိုး ကျမ်းမာရေးမကောင်းသူညာရေးညံ့တွေခေါ်တာမျိုးတွေမကောင်းပါဘူးဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာတို့အပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပြုစေသောကဏ္ဍအခရာတွေနဲ့နှစ်ကဏ္ဍခုနှစ်ကဏ္ဍတစ်ကဏ္ဍဟာအကျိုးပေးပါတယ်ဒီလတ်တာတော်တွေမှာဆိုစနေသားသမီးတွေအနေနဲ့အဲအရာရာကိုလှုပ်ဆောင်တဲ့အခါမိတ်ဆွေတို့ရဲ့ကံ ဟိုဆွနာလို့ပေါ့မရှိသူရဲ့ကန်ဆာတာကောင်းမွန်စေဖို့အတွက်ဆိုလို့ရှိရင်အဆက်ဆက်ရဲ့အဆင်ပြေစေရန်အရေးကြီးသောကိစ္စတွေမဖြစ်မနေလှုပ်ဆောင်ရတဲ့ကိစ္စတွေပြုမှုဆောင်ရတဲ့အခါမိမိနေနဲ့လက်ခုပ်လက်ဝါးငါးချက်တူတူတီးပြီးတော့လူရာကိုပြုမှုဆောင်ရရင် အောင်မြင်ချက်တုတ်တက်ရှင်တွေရရှိတတ်ပါတယ်ခင်ဗျာဒါအပြင်မိမိတို့အထင်နဲ့အမြင်နဲ့ကိုလော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 ဆုံးဖြတ်တာမျိုးတွေအလစ်စလို့ဆုံးဖြတ်တာမျိုးတွေမကောင်းဘူးစနေတွေကလှုပ်ရှင်လာရင်ဖြစ်ရှင်လာရင်တစထိုးလှုပ်တတ်တဲ့အချင်းဖင်ပိတ်ညင်းတတ်တဲ့အချင်း ်ဖြစ်တတ်တဲ့အတွက်ကြီးတတ်တဲ့အတွက်စနီသားသမီးမိတ်ဆွေတွေကဒစထိုးလောက်တာမြန်မာနေဆိုထင်ပြီးတော့ဟိုလော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 ဆုံးဖြတ်တာမျိုးဆုံးဖြတ်ချက်တွေခက်မြန်မြန်ရှာတာမျိုးတွေဟာသတိကားစင်ကြင်ရလူအကြောင်းနဲ့ဒါလေးတွေကိုထက်လောင်းစင်ကြင်သတိပြုရန်လူအကြောင်းဆရာကထက်လောင်းပြောကြားလိုက်ပြစီအဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်စီရန်အတွက်စနီတန်းမေရှူဒီယာဒီလာတာတော့တွင်မှာအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်ဇေယံအတွက်ဆိုလို့ရှိရင်တော့ဘာဒီဂျန်တိယောင်ဆီကခေါင်းစဉ်နေတာပတ်တက်နေ ဆိုအဆက်ဆက်ရအစီအပြီးအောင်မြင်တိုးတက်စီရန်အတွက်မိတ်ဆွေတို့ရဲ့လူရမှုပြုမှုဆောင်ရွက်တိုင်းမှာမိတ်ဆွေတို့ရဲ့ကန်ဆာတာတိုးတက်ပြီးတော့ကောင်းမွန်စီရန်အတွက်ဆိုလို့ရှိရင်မိ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 အိမ်ကနေမထွက်မီလက်ခုပ်လက်ဝါးငါးချက်တတီတီးသွားပါအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာတတိထားဆင်ကျင်ရမယ့်နေသားကတော့စနေစနေချင်းတွဲလောက်တာမျိုးလေးတွေကကံရဲ့အညာကိုပေါ်ပြတတ်တဲ့အတွက်တတိထားဆင်ကျင်ပါထို့အပြင်အနက်ရောင်တွေအနီရောင်တွေကိုအတက်နိုင်ဆုံးဆင်ကျင်ပေးဖို့အယောင်ရင်းရင်ကလေးတွေကိုဆင်ကျင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာထို့အပြင်ဓာတ်ပုံတွေနဲ့ပတ်သက်ပြီးတော့လက်ဆောင်ပေးတာမျိုးလေးတွေကံညှန်းစီပါတယ်ဓာတ်ပုံနဲ့ပတ်သက်တာ မျိုးလေးတွေအဲတပ်ဘူးလို့ဖက်နှက်လို့ဝယ်တာမျိုးလေးတွေကကံကိုညှန်းစေတဲ့အပြင်ကိုယ်ကောင်ကိုသူများမကင်စင်တဲ့ကံရဲ့ထင်ငော်မှုကြံ့ကြာမှုဟန်တာမှုလေးတွေကိုရရှိတတ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဘာသာရေးကိစ္စအလူတန်းကိစ္စလေးဒီမှာဖြစ်နိုင်မဝေဖန်ဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။နောက်ထပ်အပြင်မိမိတို့အနေနဲ့ဘာသာတရားဖို့မှုလုပ်ပြီးပါအဋ္ဌံဝင်ခြင်းတပတ်ဆိုရင်တော့မဟာသမယအတုပ်ကိုအဋ္ဌံဝင်ပါခင်ဗျာ။အဋ္ဌံ ငါရက်ပဲဝင်မှာအများကြီးမဝင်မှာနဲ့ကန်စတာတွေညံ့နေတာတွေတိုးတက်လာပါလိမ့်မယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုအဲဆွမ်းလာလို့ပေါ့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်စီပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်း ကွန်ပျူစီရောင်းတဲ့အခါမှာအယောင်းတွက်စီကိုဆိုရင်မေမျိုးပန်း9ပန်း9ပွင့်ကိုကင်ပြီးတော့တော့ဟိုစွန့်လာလို့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါကမိတ်ဆွေတွေကွန်ပျူစီတွေအယောင်းဝယ်တွက်ပြီးတော့ကန်စတာကောင်းပြီးတော့တိုးတက်လာပါလိမ့်မယ်ခင်ဗျာအမှုပညာဆိုင်ရာလုပ်ငန်းလေးတွေထင်ပေါ်ကျော်ဆုံးမှုဆိုင်ရာလုပ်ငန်းလေးတွေမှာရှေ့တူဆောင်ရွက်လှုပ်ဆောင်ပါလို့ပြောရင်းနဲ့ကဲစနေရီယာရှုံုံပြီးတော့တုံးတက်အကြံပေးဟောရရင်တော့1389ရောင်မှာ ဇဘူဒီပါလက်ရတောင်ကျွန်းနဲ့ဩဘာနမိထွန်ပါလိမ့်မယ်ဗျ။ဒါကြောင့်ကောင်းသောစကားကောင်းသောစကားတွေကိုစုပြီးတော့စနေတွေဟာကောင်းတဲ့ကံစားတာလေးကိုစောင့်ပါဆိုတဲ့အကြောင်းပြောရင်းနဲ့1389အတွက်ဇာငယ်ရဲ့တစ်နှစ်တာလေးကိုလည်းစောင့်ကြည့်ပေးပါဦး။ဆရာပြောရင်းနဲ့စနေတွေအားလုံးဘေးဘရာတွေမွေးပါကြပါစေ။